ဒီစက်ပြင်းနေရဲ့အတွေ့အကြုံဆိုတာကတော့ကျွန်တော်ဒီတကယ်နဖူးတွေ့ဒူးတွေ့တွေ့နေရတဲ့အခါမှာတော့ဒါကျွန်တော်တို့အိတ်မပြောတဲ့အညတွေပေါ့ဗျာနော်စားမဝင်ဘူးပေါ့ဒီပြဿနာကြီးကိုကျွန်တော်တို့အပူတပြင်းအဖြေရှားနေရတာဟုတ်ဒါမဲ့ဒီဒီပြဿနာလေးကိုကျွန်တော်တို့အပြစ်တွေ့လို့အဖြေရှားပြီးသွားရင်တော့ဒါကျွန်တော်တို့ပြောရတယ်နောက်တစ်ခါနောက်တစ်ချိန်ကျရင်တော့ဒါတွေကပြန်ပြောစရာအတွေ့အကြုံတွေတစ်ခုဖြစ်လာတာပေါ့နော်အပန့်နေပြီးသူကဂီးဂီးဆိုအတန်ကြီးအကျယ်ကြီးထွက်တယ်ဒါကျွန်တော်ဆက်ဆန်းနေတဲ့ဒီတောချတောင်ချမှာအတန်ကြီးဟိမ့်ပေါင်းကြီးထွက်တယ်ကျွန်တော်တို့ကဟိုမျက်စိလှင်လှင်နဲ့တွေ့လိုက်တဲ့ 哎，别可怜我。那多一点，用帮出新南京路来，表露下来。 ကိုဖြိုးရဲ့ဒီစက်ပြင်တတန်းတစ်လျှောက်လုံးမှာအမဲတရတွေအများကြီးရှိခဲ့မယ်လို့ထင်ပါတယ်။အဲ့ဒီမှာမှအလိုမှတ်မှတ်ရရဖြစ်တဲ့အဖြစ်ပြက်လေးရှိရင်လည်းအားလုံးသိတော့အောင်တစ်ချက်ယူပြပြပေးပါအောင်ကိုဖြိုးဟုတ်ကဲ့ပါဟုတ်။အဲဒီစက်ပြင်တွေရဲ့အတွေ့အကြုံဆိုတာကတော့ကျွန်တော်ဒီတကယ်အဲနဖူးတွေ့ဒူးတွေ့တွေ့နေရတဲ့အခါမှာတော့ဒါကျွန်တော်တို့အိတ်မပြောတဲ့အညတွေပေါ့ဗျာနော်စားမဝင်ဘူးပေါ့ဒီပြဿနာကြီးကိုကျွန်တော်တို့ကအပူတပြင်းအဖြေရှားနေရတာ哦ဒါမဲ့ဒီဒီပြဿနာလေးကိုကျွန်တော်တို့ကအပြစ်တွေ့လို့အဖြေရှားပြီးသွားရင်တော့ဒါကျွန်တော်တို့ပြောရတယ်အဲ နောက်တစ်ခါနောက်တစ်ချိန်ကျရင်တော့ဒါတွေကပြန်ပြောစရာအတွေ့အကြုံတွေတစ်ခုဖြစ်လာတာပေါ့နော်အဲ့ဒါမျိုးတွေကတော့ကျွန်တော်တို့ဒါအလုံးလုံးချင်အများနဲ့ကြုံတွေ့ရတယ်အဲ့ဒီတွေကမှဒီကျွန်တော်ကဟိုဟိုဆုံးရှုံးမှုကြီးကြီးမားမားဖြစ်ပေါ်စေနိုင်သွားတာပေါ့ဗျာနော်ကျွန်တော်တို့တတိမပြုတ်လိုက်မီဆိုရင်အဲ့လိုမျိုးကျွန်တော်တို့မှတ်မှတ်ရရဖြစ်တဲ့အတွေ့အကြုံတစ်ခုကိုကျွန်တော်ပြောပြပေးခြင်းတယ်နော်အဲ့ဒါကတော့ကျွန်တော်တို့ကဟိုဟာဖြစ်တာပေါ့ကျွန်တော်ဟွန်တိုင်း290မှာပေါ့နော်ဟွန်တိုင်း290မှာဖြစ်တဲ့အဖြစ် ူကဘယ်လိုဖြစ်လဲဆိုတော့သူက customer အသက်ပေါ့ဗျာနော်ကျွန်တော်သူ owner အသက်ပေါ့ဆက်ကိုဝဲလာတာဝဲလာတဲ့အခါမှာအဲဒီဆက်ကကျွန်တော်တို့ဟိုဟိုမြေကြီးကိုကျွန်တော်တို့ဘုန်းနဲ့အန်နဲ့ဆွဲခုတ်လိုက်တဲ့အခါမှာကျွန်တော်တို့ပန့်အန်နေပြီအတန်ကြီးអော်တာဟိုဂီဂီဆိုတဲ့အတန်ကြီးអော်ထွက်တာအဲ့ချိန်မှာသူဒီတတ်ဆိုင်ရာဟိုအရင်လက်နဲ့မပြတ်တဲ့ကျွန်တော်တို့စားဖက်ဖွယ်တွေကျွန်တော်တို့ပြင်တယ်ပေါ့ဗျာပြင်တဲ့အခါမှာကျွန်တော်တို့ဒီဟိုသူတို့ပြောပြချက်အရအဲဒီ hydraulic pump ကိုခွဲဆက်လိုက်တဲ့အခါမှာဒီ ပျက်စီးနေတာတွေများများတွေ့ရတယ်ပေါ့အဲ့တော့ကျွန်တော်တို့ hydraulic ပန်ရိုးတို့ကအစ်အလုံးလိုက်လဲတယ်ဆက်ရက်ဒီလိုအပ်တဲ့ cylinder စီးတွေလဲတယ် main control bar စီးတွေလဲတယ်ပေါ့ဗျာအဲ့လိုလဲပြီးတော့ဒါဆက်ကိုလုံငန်းခွင်ဝင်တယ်ဝင်တဲ့ခါမှာလည်းဒီ ဘွန်းနဲ့အန်းနဲ့ဆွဲပြီးကုတ်လိုက်တာဒါအတော့အများနဲ့လည်းမဖြစ်ဘူးသူကဟိုမောင်းပြီးလို့ဟိုနိုင်ဝတ်ကြော်ကြော်လောက်နေတဲ့ခါမှာဖြစ်တာအဲ့ချိန်မှာဒီအတန်အကျယ်ကြီးထော့ထော်လာတယ်ပန်းလေပန်းအစ်စ်မှလည်းထွက်တုံးပဲဟုတ်အဲအဲ့ကြတော့ဒီကျွန်တော်စီကိုဖုံးဆက်လာတယ်ပေါ့နော်ဒီဒီပြုတ်ကိုရှာဖွေပြီးတော့ပြုတ်ပြင်ပေးဖို့အဲအဲ့ချိန်မှာကျွန်တော်ဆက်စီကိုသွားတယ်အဲသွားပြီးတော့ကျွန်တော်ကိုယ်တိုင်တက်ဆန်းကြည့်တယ်ဆန်းကြည့်လို့သူကဆက်နိုင်ဝတ်လောက်ပူလာပြီဆိုရင်ကျွန်တော်တို့အဲဘွန်းရောအန်ရောမြေကြီးကိုဆွဲကုတ်တဲ့ခါမှာပန်းနေပြီးသူကဂီးဂီးဆိုအတန်ကြီးအကျယ်ကြီးထွက်တယ်အဲကျွန်တော်ဆက်ဆန်းနေတဲ့ဒီတော ောချတောင်ချမှာဆိုအတန်ကြီးဟိမ့်သွားအောင်ဒီထွက်တယ်။နော်အဲ့ဒီအတန်ကြီးကထွက်တယ်ဒီပန်ကြီးကလည်းအစ်လဲထားတာပဲ။ဒါဆိုရင်တော့ကျွန်တော်တို့ကဒီပန်အစ်လဲထားတယ်ဆိုရင်ဒီပန်ရဲ့ inner part တွေတော့ကတော့ကျွန်တော်တို့ကဟိုစဉ်းစားစရာတိတ်မလိုသေးဘူး။သူ့ကိုခဏခြံထားရမှာပေါ့နော်။ ဲ့တော့ကျွန်တော်ကိုယ်တိုင်တက်ဆန်းတဲ့အခါမှာလည်းဒီတိုင်းရင်ထက်ထွက်ထွက်တဲ့အတွက်အဲကျွန်တော်ကိုယ်တိုင်ဒီနီးကပေါ့ကျွန်တော်ကိုယ်တိုင်မဆန်းတော့ဘဲနဲ့ operator ကိုတက်ပြီးတော့ဆန်းခိုင်းတယ်ဆန်းပြီးတော့ကျွန်တော်တို့ဒီဟိုဒီပန်နန်းနေပြီးအနီးကကြည့်တယ်ပေါ့ဒီနေရာမှာကျွန်တော်တို့ကဆက်ပြင်တယောက်ဖြစ်ပြီးဆိုရင်ဘာလို့ရလဲဆိုရင်ကျွန်တော် deploy အိုင်းရဲ့အော်ဒီမျက်စိလှင်ရမယ်ဟိုနားလှင်ရမယ်အနမ်းခံတဲ့အာယုံကောင်းရမယ်အဲဒီသုံးခုပေါ့ inspection အနေနဲ့လိုအပ်တယ်အဲ့ဒီအားနဲ့ပဲကျွန်တော်တို့ကဒါအနီးကမျက်မြင်ကြည့်ရတော့မှာအဲ့လိုမျိုးဟိုအသေးချင်းစ န်းရဲနဲ့ကျွန်တော်7မိနစ်15မိနစ်လောက်နေတဲ့ခါမှာကျွန်တော်ဒီအပြစ်ကိုသွားတွေ့တယ်အဲဒီပြစ်ကိုတွေ့တဲ့ခါမှာလည်းကျွန်တော်တို့ဒီမတွေ့ခင်မှာလည်းဒီသူ့ရဲ့ procedure ဝါတိုင်းကျွန်တော်တို့ဆက်ရတယ်နောက်ပြီးပန့်ကျွန်တော်တို့ညီးစံထွက်တယ်ဆိုရင်အဲဒီပန့်စီကိုလာတဲ့ session strainer တွေကောင်းမကောင်းပေါ့နော်ပိတ်နေသလားအဲပြီးပြီဆိုလို့ချင်းဒီဒီ line နေမှာပဲကျွန်တော်တို့ပိတ်ဆို့မှုတွေဖြစ်နေသလားပိုက်တွေဘလို့ခါသွားတယ်လဲနော်ဒီပန့်ရဲ့ inner part တွေကတော့ကျွန်တော်တို့အသစ်တွေဖြစ်တာဟုတ်ပြီးတော့ချင်း control valve ကလည်းလောက်ထားတာဖြစ်တဲ့အတွက်ဒီ line တွေတော့ပါကျွန်တော်တို့စဉ်းစားရတယ် စဉ်းစားပြီးတော့ဒီ pressure တွေတိုင်းတယ် flow တွေမှန်ကန်မှုရှိမရှိစစ်တယ်ဒီ pressure တွေတိုင်းတဲ့ခါမှာဆိုလဲ pressure တဲ့မခုံအဲ့တော့အဲ့ဒါတွေကုန်စစ်ပြီးလို့ခုနကကျွန်တော်တို့ပန်နားမှာအနီးကကြည့်တဲ့ခါမှာအပြစ်ကသွားတွေ့တယ်အပြစ်ကဘယ်မှာတွေ့လဲဆိုရင်သူကဒီဆက်ဒီဒီအပြစ်ဖြစ်လို့အရှိမလဲဒီပန်ရင်းတလုံးလုံးဖြတ်သွားပြီးပြီ ပြတ်ပက်ပြီးသွားလဲကျွန်တော်ပန်းအစ်တတလုံးအစ်တတ်ထားတယ်တတ်ထားပြီမဲ့လည်းဒီအပြစ်ကပျောက်မသွားဘူးအဲ့ချိန်မှာကျွန်တော်ကဘာသွားတွေ့လဲဆိုတော့ဒီဟိုဟိုက်ဒရိုလစ်တိုင်ကြီးကနေထွက်တဲ့တန်ပိုက်ခေါက်ကြီးရှိတယ်အဲ့ဒီနဲ့ဒီဟိုက်ဒရိုလစ်ဟိုပန်းကိုဝင်တဲ့ session ပိုက်ကြီးရှိတယ်ဒီနှစ်ခုရဲ့အကြောင်းမှာကျွန်တော်ဟိုက်ဒရိုလစ်ဟိုဆိုပိုက်ပျော့တစ်ချောင်းရှိတယ်ဟိုဘက်ကလစ်ဒီဘက်ကလစ်နဲ့ကုတ်တယ်နေအဲ့ဒီကောင်ကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့ setter ကြီးကိုကျွန်တော်ဘုံအန်အောပိုက်ပြီးတော့ကုတ်လိုက်တဲ့ခါမှာဟိုက်ဒရိုလစ်ပန်းရဲ့ supply အန်ကကျွန်တော် maximum အဆုံးဆောင်တယ်ဟို hydraulic flow အများဆုံးလိုအပ်တဲ့အချိန်ဖြစ်တယ်အဲ့ဒီအချိန်မှာ ာသူကဒီကြားမှာရှိနေတဲ့ session ပါရဲ့သူကခွတ်သွားတာ ်။ပြားပြီးတော့ခွက်သွားတာ။အဲဒီအဲ့ခွက်သွားတဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့ကျွန်တော် hydraulic pan အစီငတ်သွားတယ်။သူ low out တဲ့အစီကိုမရောက်တော့တဲ့အတွက်ဒီအတွင်းပိုင်းနေရာနေပြီးတော့အပန်အကျဲကြီးထွက်တယ်ပြီးဆိုပြီးတော့အဲဒါဟုတ်သားကျွန်တော်တို့ဖြင်းဒီအကြီးအပြည့်ကိုသာမတိပဲနဲ့ဆက်မောင်းနေမှာဆိုစီငတ်ပြီးတော့ကျွန်တော်တို့နောက်ထပ်ပန်တလုံးထပ်ပြီးတော့ပြတ်အောင်မှာပဲဖြစ်တယ်။အဲ့တော့ဒီကောင်ကြီးဘာကြောင့်ခွက်ရတာလဲဆိုတော့ကျွန်တော်တို့ဖြုတ်ကြည့်လိုက်တဲ့အခါမှာသူတတ်မှတ်ထားတဲ့ပိုက်မျိုးစောက်ကိုကျွန်တော်တို့သုံးဆွဲထားခြင်းမရှိဘူး။ပါလဲပါနေတယ်။ပြီးတော့ဟိုကြာတော့ကြာတော့ကျွန်တော်တို့အကြောကြီးပြတ်ပြီးတော့ပိုက်ကကျွန်တော်တို့လက်နဲ့နှိပ်လို့ရအောင်ပြော့နေတယ်။အဲ့ ဲ့တော့ဟိုမနက်ခင်းဆက်ဆန့်လို့လို့ဆက် CA ပြီးတော့ viscosity ပြင့်နေတဲ့ခါမှာတော့သူကတိတ်ပြဿနာမရှိသေးဘူး။နိုင်ဝက်လောက်မောင်းလိုက်လို့ C ပူးလာရင်အဲ့ဒီအပူကြောင့်ပြော့တာလည်းပါတယ်။ဟိုငိုကလေးကပါပြီးတော့အကြောတွေပြက်ပြီးတော့ခွက်နေရလည်းပါတယ်။အဲ့ချိန်မှာကျွန်တော်တို့ hydraulic pump C အများကြီးဆွတ်ဆုပ်လိုက်တဲ့ခါမှာဒီပိုက်ကြီးကခွက်သွားတယ်။ခွက်ပြီးတော့ C ပိတ်သွားတယ်ပေါ့။အဲ့ချိန်မှာ pump C ငတ်ပြီးတော့អော်တဲ့အတန်ကြီးဖြစ်တယ်။ဟုတ်ကဲ့။နော်ဒါကတော့ကျွန်တော်တို့ကဒီအပြစ်ကိုသာကျွန်တော်တို့မမြင်ဘူးဆိုရင်နောက်ထပ်သိမ်းဆက်ချီထပ်ပြီးတော့ကုန်ကြရမယ်အဲအတွေ့အကြုံမှတ်မှတ်ရရပေါ့အဲ့ချိန်မှာအဲ့ပိုက်ကိုဖြုတ်တယ်ဖြုတ်ပြီးသွားတော့ တော့သူ့တတ်မှတ်တဲ့ဟိုဒီအပူဒဏ်ခံနိုင်တဲ့ pressure ဒဏ်ခံနိုင်တဲ့သူ့မှန်ကန်တဲ့ပိုက်တစ်ခုအစ်စ်လဲလိုက်တဲ့ခါမှာတော့ဒီအပြစ်ကရှင်းပြီးသားဖြစ်သွားတယ်။ဒါကတော့ကျွန်တော်တို့ကဟိုမျက်စိလှင်လှင်နဲ့တွေ့လိုက်တဲ့အပြစ်ကလေးပေါ့။နော်သူ့ရဲ့ဒါဟိုဘောင်ထွက်စဉ်းစားခြင်းလို့လည်းပြောလို့ရတယ်။ဟိုသူ့သူ့ရဲ့ဒီ travel scene travel shooting procedure ဝါထဲမှာကျွန်တော်တို့မပါဘူး။နော်မပါဘဲနဲ့မှသူကဒါထူးထူးခြားခြားလေးလာဖြစ်နေတာပေါ့နော်။ဒါကတော့ကျွန်တော်တို့ဟို ဒါဒါကျွန်တော်တို့မျက်စိနှင်လည်းမမြင်ဘူးဆိုရင်ကျွန်တော်အနေနဲ့ဘာတွေဆက်ပြီးတော့လောက်ရမလဲဒီပန့်တွေခွဲစစ်တာမျိုးတွေဟာ line တွေစစ်တာမျိုးတွေအများကြီးဖြစ်သွားနိုင်တယ်အချိန်ကြီးငွေကြီးအများကြီးထက်ကုန်နိုင်တာဟုတ်တယ်အချိန်ကြီးကုန်နိုင်တယ်ဟောဒီမှာခွဲတဲ့နေရာမှာလည်းဟိုနောက်ထပ်လိုအပ်တာတွေထောက်ဝယ်ကျွန်တော်တို့ငွေကြီးလည်းကုန်ကြနိုင်တာပေါ့နော်အဲ့တော့ဒီအဲ့လိုမျိုးဒီ ပန်ကြီးကထွက်ပြီဆိုလို့ချင်းဒီ session strainer ပိတ်တာမဟုတ်ဘဲနဲ့လေဒီပိုက်ကြီးကနေလေပိတ်နိုင်နေဆိုတော့အတွေ့အကြုံလေးတစ်ခုပေါ့နော်ဒါလေးကိုကျွန်တော်ညွှန်ပြပေးခြင်းတာပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်နောက်လူတွေလည်းဒီလို case မျိုးပေါ့နော်ဒီလိုဖြစ်စဉ်မျိုးဖြစ်လာရဲဆိုရင်ဒါကိုဖြိုးဖြည့်ရှင်းခဲ့တဲ့လိုမျိုးလဲဒါဖြည့်ရှင်းလို့ရပါတယ်ကိုဖြိုးဟုတ်အဲ့ဒါလေးလည်းအရင်ကောင်းပါတယ်ကိုဖြိုးဟုတ်ပြီးတော့ဒီကိုဖြိုးခုနကပြောသွားတဲ့အထဲမှာကအဲကျွန်တော်ဟိုဟာသွားစဉ်းစားတာအရင် episode တွေမှာလည်းကျွန်တော်စဉ်းစားမိပါတယ်ကိုဖြိုးပြောတဲ့ဒီဟိုဟာပေါ့မျက်လုံးလဲလင်မှုလူတယ်တည်ရမလားနားကလည်းကြားဟိုဟာလင်မှုလူတယ်တခြားဒီနှာခေါင်းကလည်းလင်မှုလူတဲ့အချိန်မှာကျွန်တော်တို့ဒီဆက်ပြင်းပဲဖြစ်ဖြစ်ဆက်မောင်းပဲဖြစ်ဖြစ်ပေါ့နော် ဲ့နှစ်ယောက်လုံးကကျွန်တော်ဒီအာယုံ၅ပါးလုံးအမြဲတမ်း alert ရှိနေဖို့လိုပါတယ်ကိုဖြူတိလားတခုခုအဲ့ဒါဟိုဖြစ်သွားတာ ਨੇ တခြားအလိုမလိုအပ်တဲ့ဆုံရှုံမှုတွေမလိုလားအပ်တဲ့တခြားအရာတွေအများကြီးဖြစ်လာနိုင်ပါတယ်ကိုဖြူဟုတ်အဲ့ဒါလေးလည်းကျွန်တော်ဟိုကိုဖြူပြောရင်းနဲ့ကျွန်တော်စဉ်းစားမိရယ်ဗျာကိုဖြူဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ကိုဖြူဟုတ် စကြီးပင်ပညာရပ်ကိုလာတင်တဲ့လူငယ်တော်တော်များများရဲ့အစမှာကျွန်တော်တို့ပြောနေပြောထားရှိတော့ကျွန်တော်ဝါသနာဖြစ်တယ်။အဲ့တော့ဒီစက်ပင်လုပ်ငန်းကိုသင်မယ်ဆိုရင်ကျတော့ဟိုကျွန်တော်တို့အချိန်တိုင်းတာတစ်ခုအထိအဲဝင်ငွေကိုမမျှော်လင့်မဲနဲ့သင်ယူနိုင်မှပို့ပြီးတော့အဆင်ပြေတယ်။ Real power. The power of achievement.